နေပြီးတော့မှစီကောင်းဆောင်တွေနဲ့ဘောမာတွေကလမ်းလျှောက်ကြံကျင်းပါပြီးတော့လောက်ပြည်သူတွေငလင်းနဲ့တည်ဆုံနေတဲ့ကြားကပျော်ပါနေကြတဲ့အချိန်မှာပဲရန်ကုန်စစ်ချံကတော့တကယ်ကိုမှအမိုင်းတစ်ချောင်းမှာအသိစိတ်ဆုံးတကြံအဖြစ်စမ်းချင်းတင်သွားခဲ့ပြီလေဖြစ်ပါရီစီကောင်းစီအာနာသိန်းလေးနှစ်ကျော်ကာလမှာဒီနေ့2025တကြံကတကယ်တကယ်တကယ်ကိုမှအသိစိတ်ဆုံးတကြံဖြစ်သွားခဲ့ပါရီဒီနေ့မှာ နှစ်ဆပြီးရှိပါသေးတယ်။ဒီသူတွေဟာစစ်ဘေးဒုက္ခတွေအပြင်လူထောင်ကြီးဒေဆုံးခဲ့ရတဲ့ငလင်ကြီးပါထတ်ကြုံလိုက်ရတော့အဲ့ဒီငလင်ကြီးကလေမြမလူအကြီးဆက်ကနတန်းကိုချိခိုက်ထားတာဖြစ်တဲ့အတွက်ပြည်သူတွေဟာလုံးဝကိုမပြောနိုင်ကြတော့ဘဲနဲ့အခုချိန်မှာရန်ကုန်ဟာဆိုရင်တော့ဖြစ်အသိစိတ်ဆုံးတကြံဖြစ်စံချိန်တင်သွားခဲ့ရပြီလေဖြစ်ပါရယ်ဗျာရန်ကုန်တကြံအကျိုးနေမှာဒီကစားသူမရှိတဲ့လောက်နေပါနေပြီးတော့ပြည်သူအချင်းချင်းတွင်မူစရုတီတာ ကျွေးမွေးနေကြောင်းသိရပါရီရောင်မျိုးတော်မန္တမဆာရွေးမန္တမများလည်းဖြစ်သိမ်းထားတာကြောင့်မျိုးလေးကောင်မှလူအသွာလာနေပါနေပြီးတော့ချောက်ကပ်နေသလိုရက်ွက်အချွန်လိုက်တာကလေးများရေကစားနေကြတာကိုတွေ့ရပါရီဗျာဒါကြောင့်ရန်ကုန်တချံအချို့ကတော့တကယ်ကိုမှစမ်းချင်းတင်တဲ့အသိစိတ်ဆုံးတချံဖြစ်ကဘာမှမှတ်တမ်းတွင်သွားခဲ့ပြီးတော့ရန်ကုန်မြို့မှာရှိတဲ့ပြည်သူများရဲ့စိတ်ထားကိုလူများကလေးစားနေကြပြီလေဖြစ်ပါရီဗျာ